မင်္ဂလာပါရှင်ဒီနေ့ဘဲဥကိုငမ်းမြိုင်ချက်လေးချက်စားတယ်ဘဲဥကထိုင်းနိုင်ငံမှာရှားရတာနည်းနည်းလေးခက်တယ်ဘဲဥကိုကျွန်မပထမဆုံးတိုက်ချုပ်ပြီးဈေးလိုက်တယ်ဘဲဥကဘဲချီးတွေအကြောက်တယ်ရှင်ဒါကြောင့်မလို့တိုက်ချုပ်ပြီးတော့ဈေးလိုက်ပါတယ်ထိုင်းနိုင်ငံမှာကြတော့ဘဲဥကအလုံးသေးတယ်ဆိုရင်ဆယ်လုံးကို86လောက်ရှိတယ်အလုံးကြီးတယ်ဆိုရင်တော့တရားနာကတ္တာတွေရှိတယ်ဒါကတော့ညီမလေးမမိုးဝင်လာတာပါလမ်းစစ်ကအင်းဝဲလာတာဖြစ်ပါတယ်ရှင်လမ်းစစ်မှာကမြန်မာဈေးရှိတယ်လို့ဆိုပါတယ်အဲ့ရဈေးတော့တော်တော်လေးတက်တာပေါ့နော် ပြီးတော့ကျွန်မသူ့ကိုတန့်စင်ပြီးတော့အိုရဲထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ဘယ်ပြုတ်နေတဲ့အချိန်မှာကျွန်မကသူ့ချက်ရံအတွက်အဓိကကတော့ဒီမှာငယုတ်တီအကြမ်းမုံကိုတုံးမယ်ပေါ့နော်အကြမ်းမုံဆိုတော့ကျွန်မကငယုတ်တီကငယုတ်တီကလည်းမုံမုံဝယ်လာတာပါပဲရှင်ငယုတ်တီကိုကျွန်မလေးဖြတ်ပြီးတော့ထည့်လိုက်တယ်ပေါ့နော်ဒါကအမုံကျိဆက်ပါအရင်မုံနေအောင်ကျွန်မမကြိတ်ရှင်ဘူးဒါပေမဲ့လို့လေဆက်ကမရောက်ရှင်မှုန့်သွားတယ်ပေါ့နော် ီဆက်ကရင်ဆေးလို့မရအောင်เนาะတချို့ကမတိကြအောင်ဒါသူကပဇွန်เจ้าမုံကျိတ်တယ်ပြီးတော့ငူတိမုံကျိတ်လို့ရတယ်နောက်ပြီးတော့ဆမ်မုံတို့ကတော့အမောင်ဖြောင်ကျိတ်တယ်သူကအချောက်ကျိတ်ကလားနားရကျိတ် ပြီးရရှိလာတဲ့အနေထားနေပါရှင်ဒါကိုကျွန်မအကုန်လုံးတုံးမယ်ရှင်သူကမဆက်ဘူးဒီနေ့ညီမလေးမိုးမိုးပဲဒါဝယ်ပြီးလာပေါ့เนาะလမ်းစစ်ကနေဝယ်လာတာနောက်တစ်ခုကကြတော့သူဝယ်ပြီးတာကျွန်မကိုဘူးညွန့်လေးနေဘူးညွန့်ကိုလည်းကျွန်မချောချက်ပုံစံမျိုးနဲ့စားခြင်းနဲ့ဒါကြောင့်မလို့ဘူးညွန့်လေးတွေကိုလည်းကျွန်မချိုးပြီးတော့ဖြတ်ထားတယ်ပြီးတော့ရေး စင်းမယ်ရှင်ရေစင်းပြီးတဲ့ဘူးညွန့်လေးတွေကိုရေစင်းအောင်ကျွန်မအခုလိုမျိုးလေးအခုလိုမျိုးလေးကျွန်မလှည့်လိုက်အဲ့တော့သူ့ရေကအောက်ကိုရောက်သွားပြီးတော့ရေစင်းသွားတာပေါ့ရှင်နောက်တစ်ခုကကြတော့ပြုတ်ထားတဲ့ဘဲကိုပြန်သွားဘဲဦးလေးတွေကိုကျွန်မခွာပါတယ်ဘဲဦးကလည်းတအားလက်တော့ကအရန်ကတ်တယ်ရှင်ခွာပြီးတဲ့ဘဲဦးလေးတွေကိုမိမိက အချီမြင်နေပဲဖြစ်ဖြစ်ဓာတ်နဲ့ပဲဖြစ်ဖြစ်နှစ်ချမ်းပိုင်းဖြစ်နိုင်တယ်လို့အာဓာတ်မမဟုတ်ဘဲနဲ့အလုံးလိုက်ဆိုရင်လည်းအရာလေးတွေပေးတတ်နိုင်ပါတယ်။ကျမကတော့နှစ်ချမ်းပိုင်းဖြစ်ပြီးတယ်။ဒါကတော့ဘဲဥလေးတွေအဲ့ထဲကိုကျမအရသာမုံလေးတွေလိုက်ပြီးတော့ထည့်ပါလေရှင်။အရသာလေးတွေဝင်ရပေါ့နော်။ဒီနေ့ကငံမြိုင်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ငံမြိုင်ကိုပဲအဓိကထားသုံးပါမယ်။ဝရဲကိုစီထည့်ပါတယ်ပြီးရင်တော့စနစ်မုံလေးထည့်မယ်။ ဘပလီလာတော့ချက်တော့အဖြူအနီကိုမြန်မြန်ထည့်လိုက်မယ်။ပြီးတော့ရင်တော့ချက်တော့အဖြူအနီကိုအရောင်လေးတွေနင်းညိုအောင်တန်းတည်ထိကျမကြော်ပါတယ်။ချက်တော့လေးတွေကကျွတ်ပြီးတော့အရောင်လေးတွေလှတယ်ဆိုရင်တော့ကျမ ဒီမှာချိန်ထားတဲ့အကြံပတ်ပေါ့အကြံမှုံလေးဒါလေးတွေကိုကျွန်တော်ထည့်လိုက်မယ်ပြီးတော့ငံမြိုင်ချက်ဖြစ်တဲ့အတွက်ဒီမှာငံမြိုင်ကိုပဲအဓိကသုံးပါမယ်ရှင်ငံမြိုင်ကတော့မိမိရဲ့ချက်ဥပဒေကိုအနည်းများပေါ့မူတည်ပြီးတော့ချိန်ဆပြီးတော့ထည့်နိုင်ပါတယ်ကျွန်မကတော့ဒီမှာနှစ်စွန်းထည့်တယ်နှစ်စွန်းမမပေါ့နော်မြများလေးပေါ့ထည့်တယ်ပြီးတော့ဒီပြုတ်ထားတဲ့ ဘဲဥလေးတွေကိုမှောက်ပြီးတော့ထည့်လိုက်ပါရရှင်။ဘဲဥကျဲဥကလည်းမှောက်ပြီးမထည့်ဘူးဆိုရင်အဆန်ထွက်တတ်တယ်နော်။အဆန်မထွက်ချင်ဘူးဆိုရင်တော့မှောက်ပြီးတော့စီရီပြီးတော့ထည့်ပါရှင်။ပဲဥလေးတွေကိုမှောက်ပြီးတော့ထည့်ပြီးသွားတယ်ဆိုရင်တော့ရေအနေငယ်ကျမသူ့လေးကိုထည့်မယ်အများကြီးတော့မထည့်သေးဘူးရှင်နောက်လုံမထည့်ထည့်မယ်နော်လောလောဆယ်ကတ်မှာဆိုတဲ့အတွက်ရေနည်းနည်းလေးပဲထည့်လိုက်တယ်ပြီးသွားရင်တော့အဖုံလေးပိတ်ပြီးတော့တည်ပါတယ်ရှင် 15မိနစ်လောက်တည်ပြီးတဲ့နောက်ပိုင်းမှာကျွန်မရေနှင်းငယ်ထပ်ထည့်ပြီးတော့သူ့ကိုအထက်အောင်လှန်လိုက်ပါတယ်ရှင်။ဒါဆိုရင်တော့လှန်လို့ရပြီ။ထွက်ပါဆိုတဲ့အစံတော့လုံးဝမထွက်ပါဘူးနော်။တချို့ကလေးတွေကလေဟိုပဲဥကြုံချက်တဲ့ခါမှာအစံနဲ့အကာနဲ့ကွက်တက်တဲ့အလိုမျိုးခဏခဏလာပြောလို့ပါရှင်။ဂျွအန်ဒီတွေလည်းပြောတတ်ပါတယ်နော်။ဒါကြောင့်မလို့မှောက်ပြီးထဲပါမာရိုကိုတို့ညီမလေးတို့မောင်မီတို့ကြီးကျွန်မရတမုံလေးအနေငယ်ထပ်ထည့်ပါတယ်။တဖန်ပိတ်ပါတယ်နော်။ ကဲဒီလောက်ဆိုရင်တော့သူ့ကိုကြောက်အောင်တင်ပြီးတော့စီပြန်စားလို့ရပြီနောက်တစ်ခုကကြတော့ကျမကဒီမှာဘူးညွန့်ကြော်ကြက်လေးလုပ်မယ်ကြော်ကြက်လေးလုပ်မယ်ဆိုတဲ့အတွက်စီလေးနည်းနည်းပဲထည့်တယ်ကြက်တော့အနီပဲထည့်ပါလေအဖြူမထည့်ပါဘူးနော်ပြီးတော့ရင်စနစ်မုတ်လေးအနေငယ်ထည့်ပြီးတော့သူ့ပုံဒီမှာစီတက်ပါတယ်ကျွတ်တုံလေးတွေလုံးဝနုံးလာတဲ့အနေအထားရောက်တယ်ဆိုရင်တော့တစ်ဖက်မှာရေထုတ်ထားတဲ့ကျမရဲ့ဘူးညွန့်နေကိုသူ့တွေကိုထည့်ပါမယ်။ ဘူးညွန့်ကြော်ချက်အတွက်ကိုကျမကဒီမှာမဖြစ်မနေကတော့ပဇွန်ကြောက်ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ဘူးညွန့်ကလည်းခြိုးတယ်ပဇွန်ကြောက်ကလည်းများများထည့်တယ်ဆိုရင်အလွန်စားကောက်နေဘူးညွန့်ကြော်ချက်လေးကိုရရှိမှာဖြစ်ပါတယ်ရှင်။ကျမစားလေးနေထဲပါတယ်စားကမပေါင်းဖြစ်လိုအပ်ပါတယ်နော်။ ဘူးညွန့်ရောင်ရဲထဲကိုကျွန်မကအရသာမထည့်ရသေးတဲ့အတွက်အရသာမောင်လေးအနေငယ်ထည့်ပါတယ်ဘူးညွန့်ကလေကြုံသွားတတ်တယ်ဒါကြောင့်မို့အရသာလေးကိုမတရားအပြင်းမထည့်ပါနဲ့နော်ကျွန်မကရေလေးအနေငယ်ထည့်ပါတယ်ရေကတော့မိမိလိုတလောက်ထည့်ပါနော်ကြောချက်ကလေးကိုကိုကရေတောက်စမ်းလေးများများလိုချင်တယ်ဆိုရင်တော့ရေကိုပို့ထည့်နိုင်ပါတယ်ဒါဆိုရင်နော်ရပါပြီရှင်ဘူးညွန့်ကြောချက်လေးပါအားလုံးမင်္ဂလာပါစဒီခါစဝါဒီခါဘယ်ဟိုမမမေးတာ ခိုင်ပင်อืมဘဲဟိုလေငမ်းမြာရင်နဲ့လောက်ထားတာငမ်းမြာရင်နပါထိုင်တဲ့တော်ရနော်ငမ်းမြာရင်နဲ့ချက်ထားတာဘဲဟိုငမ်းမြာရင်ကြည့်ဒီဟာကကြတော့ဟိုဟာဗာလေဘူးညွတ်ဘူးညွတ်ကိုကုန်းဟန်းနဲ့လောက်ထားတာဘူးညွတ်ဆိုတာကနမ်တောက်ကိုခေါ်တာပါဘူးတီးတီးတယ်ရောနမ်တောက် မမိုးဝင်လာတာလေဟောစားပေးရမှာလေအိမ်မှာအရွက်တွေအရင်များနေမမိုးအများကြီးဝင်လာတာဆိုအဲ့ဒါနဲ့ဘုညောကဒီကျမတို့တာမန်ဈေးမှာရှာရခတ်တယ်ညမဈေးတော့ပဲကြာတာလေစားကြပါအောင်ရှင်โอเคมาจ้ะครับอืมเอ๊ะจ้ะนี่เอ๊ะอุ๊ยจ้ะ ဟောကြောင့်နေပြီးပြီးစပိန်ကွင်းစင်ကြမှာနေရောက်နောက်ကြကျွန်မစီတိတ်အထဲကြောက်လို့ရှိရတယ်ရှေ့ရှေ့ပါရပါမယ်နော်ဒီနိုင်อืมခင်နိုင်မဟုတ်တယ်อืมอืมမိုးလေ တောင်းနေကြပါလေစမွန်ကျန်ရင်ညော်လေးနဲ့ဘုံလုံးလေးနဲ့မမိုးပေးရအိုကေမာဟွမ်မာတောင်းเดี๋ยวจะกำเนิด ကျမကလက်အိတ်နဲ့စားတာကလက်ပူမှာစိုးလိုပါ ကျမတို့ရှိမှာပဲဘဲဝါစီကြည့်ရနော်ဒီကြည့်ရတော့ဆက်လာပြန်အလုံးတော့ဆက်ရတဲ့တူလေမမိုဒီဇိုင်းဆိုရင်ကျမတို့အွန်လိုင်းမှာ125ရိုင်းဖပါစစ်ဘလူးစိုက်ပါမီနာ

我现在没毛病、哎、啊，我也没去，那你们在，他来这个。 โอเคอ่ะสีปลายอมเนี่ยมีต่อကဲဘာကမင်းရတော့တော်ပြီလေအများကြီးစားပါလို့မှာတစ်သလုံးစားရမှာเนาะထမင်းဆန်းစုပါ